မင်္ဂလာပါရှင်ဝေသမီဒီယာ channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်တောက်ဖြူတိုက်ပွဲမှာရခိုင်မီဒီယာတွေနဲ့တာဆာကအစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာအေအေအိုးဆောင်နေပူပေါင်းအဖွဲ့တွေအတားစီရရှိနေတဲ့ပုံစံမျိုးရေးသားဖော်ပြထားပြီးမယ်လက်တွေ့မြေပြင်မှာတော့အေအေအိုးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတိနာလေးရဲ့ရှိနေတယ်လို့သိရပါတယ် ရုတ်တံဖိုင်ထဲမှာတော့ရခိုင်ပြည်နယ်မှာလက်ရှိဖြစ်ပွားနေတဲ့ကြောက်ဖြူတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ iron channel လောက်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနာဆာကတက်တွေနဲ့ရခိုင်နယ်နဲ့ကအဖွဲ့အေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကတိုက်ပွဲတွေတကြောပြန်ဖြစ်လာခဲ့ပြီးနောက်ပိုင်းရခိုင်ပြည်နယ်အခြေစိုက်မီဒီယာတွေနဲ့ NASA ကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေဟာ NASA ကတက်တွေနဲ့ NASA ကအစိုးရကို အားပေးထောက်ခံသူတွေစိတ်သက်ကြဆင်းစေဖို့ရှိဝဲချက်နဲ့မြေပြင်အခြေအနေမှန်နဲ့ကင်းကွာတဲ့သတင်းတွေကို ရေးသားဖော်ပြလျက်ရှိနေပါတယ်။ဘက်ကလည်းလည်းကအဖွဲ့အေအူးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကြောက်ဖြူမျိုးနဲ့၃မိုင်အကွာရှိရဲတရင်30နှစ်ကိုတည်ယူနိုင်အောင်ဇော်လ9ရက်နေ့မှာစတင်တိုက်ခိုက်လာရမှတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာခဲ့ပြီး ဇွန်လ14ရက်နေ့အရောက်မှာတော့အရာရှိတွေအပါဝင်နာဆာကတပ်ဖွဲ့ဝင်60ကျော်လက်နေချအညံ့ခံခဲ့တယ်လို့နာဆာကအစိုးရကိုစန့်ကျင်နေမီဒီယာတွေကရေးသားဖော်ပြခဲ့ပါတယ်။တကယ်တော့ကြောက်ဖြူတိုက်ပွဲ အခြေအနေဟာနာဆာကအစိုးရကိုစန့်ကျင်နေမီဒီယာတွေဖော်ပြနေတယ်လို့မျိုးမဟုတ်ပေ။နာဆာကတပ်တွေရဲ့မြေပြင်တပ်ဖွဲ့တွေအပြင်လက်နေကြီးတက်ကိုဒရုန်းတပ်ဖွဲ့တွေနဲ့လေကြောင်းချီတပ်ဖွဲ့ရဲ့ဟန်ချက်ညီစွာတိုက်ခိုက်မှုကြောင့် ရခိုင်နယ်ကင်အဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာကိုအလောင်းတောင်ကိုပြန်မကောင်းနိုင်တဲ့အခြေအနေမျိုးရှိနေတယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားဖော်ပြနေတဲ့မျိုးမင်းဦးအမည်ရှိရဲ့ Facebook account တစ်ခုက၎င်းအမားဆုံးစုပေးပါဆိုရင် ထုံးမျက်နှာရှာမှသိကြတယ်။ကြောင်းပြူမှာစစ်ကိုတက်လာတဲ့ရင်းမူဌာနချုပ်ခွဲမူနောက်တန်းမူဂျီတရီတွေတစ်ချောင်းလုံးလစ်တဲ့တရင်ကမှားနေပါတယ်။ ။ကြောက်ပြူကိစ္စကတည်တင်းတလားသိပါရဲ့။ထိုးစိတ်ကာလာမလို့မရေးတဲ့လို့မရေးတာ။လုံနေတာကလက်ခံမော်ပြိုင်စိတ်ကေးမှာတက်ရက်ထိုးစဲကြောင့်သဘုံနေပစိုးနဲ့ခမောက်တီတောင်ကောက်မသွားနိုင်တဲ့အခြေအနေပါ။စနိုက်ပါထိတာလည်းမဟုတ်တဲ့လို့ပိတ်ခံရတာလည်းမရှိ။တက်ကွင်းတက်လည်းမရောက်ကြပါဘူး။အေအေကခင်ရတော့ဒီညာကအာကိုနဲ့ရပြိုးကပြဲပြနေရပါ။ဒရုန်းနဲ့ကင်းကိုကင်းရှည်ဆွဲပြီးရှဲမာတယ်။တက်ကအရှင်းနဲ့ခွဲကတက်တဲ့ နောက်ကရန်သူကိုရင်ဆိုင်ထားပြီးဒရုန်းနဲ့ထောက်ပေးရကတက်တက်လက်လက်ကြီးပြစ်ကိုပေးရကတက်တက်တပုံစုဝဲ့နေရာဒရုန်းဖွဲ့ကဘုံကျင်းလှုပ်တပုံနဲ့အရိုးမီးဝိုင်းဘဝနဲ့တောင်ပြေးမြောက်ပြေးဖြစ်နေချိန်မှာစစ်ကြောင်းကတက်ရှင်မြောက်ဥပုံစံတိုက်စင်နေရှေးကပွိုင်ဘေးပင်ညာက ခွဲရီဖြန့်လိုက် ပတောက်ပတောက်ကျင်းစွာနဲ့ခွဲအဖွဲတွေက ရောက်လာပတောက်ပတောက်နဲ့ခံပြစ်ဖြန့်လာတဲ့ခွဲရီနဲ့တိုးအဲ့မှာတပုံတွေကငကားလေးဝင်းနိုင်ဖြစ်ကုန်တော့တာပဲဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ NASA ကအစိုးရကဇွန်လဇန်းကစပြီးကျောင်းပြုံမျိုးကို ပြည်သူစစ်မှုတန်းတွေနဲ့အင်အားဖြစ်တင်ခဲ့တယ်လို့ခမရ940နဲ့ခမရ943ကအခွဲတွေကိုလည်းအခွဲစည်းပုံပြန်ပြင်ဆင်ပြီးတော့စေကြောင်းစည်းလေးကြောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်ခဲ့ရာပြီးခဲ့တဲ့ဇွန်လ13ရက်နေ့ကကျောက်ဖြူရန်ပြဲကားလမ်းမှာပြိုင်စိတ်ကြေးကြေးဝါအနီးတောင်ကုန်းတလျှောက်နေရာယူစကန်တီဆောက်ထားတဲ့အမတ်30နေရဲတရင်အနီးမှာ နှစ်ဘက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကကြောက်ဖြူမြို့နယ်ပြိုင်စိကေရွာအနီးရှိအေအေလက်နက်ကအဖွဲ့တွေအခြေပြုလှုပ်ရှားနေတဲ့နေရာတွေကိုနာဆာကစေချောင်းတွေကဝင်ရောက်ရှင်နေရာထီးထွေးတိုက်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပြီးအေအေဦးဆောင်တဲ့ရန်သူတပ်ဖွဲ့တွေစောက်ခွာထွက်ပြေးခဲ့တယ်လို့ဆိုကြပါတယ်။ဇွန်လ14ရက်မှာလေအုံတော်ကျေးရွာအနီးထိပြည်ခဲတံတွေကိုကြားရပြီးခမာယ943တပ်ရင်းကနေ လက်နက်ကြီးပစ်ကိုတွေတောက်လျှောက်ပစ်ခတ်နေကြရာရန်ကန်လက်နက်ကိုင်အဖွဲ့အေအိုးဆောင်တွေပူးပေါင်းအဖွဲ့တွေအထင်းနာခဲ့ကြတယ်လို့သိရပါတယ်။ကြားဖြူတိုက်ပွဲမှာနာဆာကာရဲ့နေမီကန်တက်ရင်ခါလာရ30လေးခါမာရ940နဲ့ခါမာရ943ဒညာဝရီရေတက်ဌာနချုပ်အပြင်တမ17ရဲ့နာဆာကာတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေအင်အားရကြီးအင်အားဖြစ်တင်ထားပါတယ်။ကြောက်ဖြူမျိုးဟာကြီးရည်လေးပူပေါင်းထိုးစစ်စဉ်တိုက်ခိုက်လို့ရတဲ့ဒေတာဖြစ်ရာ နာဆာကတက်တွေဟာရခိုင်နယ်နဲ့ကန်အခွဲတွေကိုကြီးရည်လေးပူပေါင်းပြီးဟန်ကျဲညီစွာတုံ့ပြန်တိုက်ခိုက်မယ်ဆိုရင်ကျောင်းပြူတိုက်ပွဲကရခိုင်အေအခွဲရဲ့သမိုင်းတစ်ခုဖြစ်လာဝဲရှိနေပါတယ်။နာဆာကတက်တွေဟာကျောင်းပြူတိုက်ပွဲအတွင်ကြီးရည်လေးပူပေါင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်ရရှိနေတယ်လို့ညအချိန်တိုက်ခိုက်နိုင်တဲ့ဒရုန်းတွေကိုပုံမအသုံးပြုတိုက်ခိုက်နေတဲ့အတွက်ကျောင်းပြူမျိုးတိုက်ပွဲမှာအေအေအိုးဆောင်တဲ့ပူပေါင်းအခွဲတွေအတားရနေရဲဆိုတဲ့နာဆာကအစိုးရကို တန့်ကျင်တွေရဲ့မီဒီယာတွေဖော်ပြသလိုမျိုးဖြစ်လာဖို့အလားအလာနေနေပါတယ်။ကြားပြမျိုးတိုက်ပွဲမှာအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရီအတားရနေရဆိုတော့နာဆတ်ကအစိုးရကိုစန့်ကျင်တွေရဲ့မီဒီယာတွေဖော်ပြသလိုမျိုးဖြစ်လာဖို့အလားအလာနေနေပါတယ်။ကြားပြမျိုးမှာတရုတ်နိုင်ငံရဲ့အထက်ကအရေးပါတဲ့စီမံကိန်းတွေရှိနေရ။နာဆတ်ကအစိုးရကကြားပြမျိုးကိုလက်မလို့ရအောင်နီလန်ပေါင်းဆောင်အသုံးပြုတိုက်ခိုက်မဲ့အလားအလာများနေပါတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေရဟာ ရပ်ပေါင်း900ကျော်လာပြီဖြစ်ပါတယ်။တိုက်ဝဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းအေအေအိုးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမြို့တချို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးမြို့နာဆကထိန်းချုပ်ထားတဲ့စက်ကန်းတွေမြို့တွေကိုသိမ်းယူနိုင်ရင်ပြီးရောပုံစံမျိုးနဲ့အေအေအဖွဲ့ကလူအင်အားသုံးတိုက်ခိုက်ခဲ့ရာလက်ရှိချိန်မှာအေအေအဖွဲ့ဝင်များစွာအထူးကအကြဆုံးများစွာဖြစ်လာနေတဲ့အတွက်အတင်းကျပ်လူသစ်စုဆောင်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။အေအေအိုးဆောင်တဲ့ပူပေါင်းအဖွဲ့ဟာ တရုတ်စီမံကိန်းတွေရှိနေတဲ့ကြောက်ဖြူမြို့ကိုထိန်းချုပ်နိုင်ဖို့ရှိရဲစတဲ့မလအတွင်မှာအင်အားသုံးတိုက်ခိုက်ဖို့ကြိုးပမ်းခဲ့ဖို့တလို့ဒကြံကာလအပြီးနောက်ပိုင်းတွေကကြောက်ဖြူမြို့ကိုတကြောပြန်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာနာဆာကထိန်းချုပ်ထားတဲ့စကန်တွေမြို့တွေကိုသိမ်းယူနိုင်ရင်ပြီးရောပုံစံမျိုးနဲ့လူအင်အားသုံးတိုက်ခိုက်ခဲ့ရာအေးအဖွဲရအထေကအကြဆုံးများစွာဖြစ်လာနေတဲ့အတွက်အတင်းကျပ်လူသစ်စူဆောင်းတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ အေးအဖွဲ့ရအတင်းကျပ်လူတွေစုဆောင်ပြီးနောက်မေလာစန်းပိုင်းကစတင်ပြီးကျောင်းပြုံမြို့ကိုတကြောပြန်တိုက်ခိုက်လာခဲ့ရာတိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။နာဆာကတပ်တွေကလည်းအင်အားသုံးတိုက်ခိုက်လာတဲ့အေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုအကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်ခဲ့ရာအေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေပြီးတော့ရခိုင်အခြေစိုက်မီဒီယာတွေဖော်ပြနေတဲ့လူမျိုးမဟုတ်ဘူးလို့သိရပါတယ်။ကျောင်းပြုံမြို့ကနာဆာကတပ်တွေအတွက်ရေပြင်သားမက ရေပြင်ကနေလေတုံ့ပြန်တိုက်ခိုက်တာ စစ်ကိုပိုးတာတွေလုံဆောင်လို့ရတဲ့အတွင်း AAO ဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိုးနှက်ချက်များစွာရင်ဆိုင်ရပွဲရှိနေပါတယ်။စီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလက်မိုးကွန်ရက်မှာရေးသားပြောဆိုနေသူတို့ဖြစ်တဲ့ကိုမမောင်အမည်ရှိတဲ့အကောင့်တစ်ခုကလည်းကြောက်ပြုံမျိုးနဲ့ပြိုင်စေးကေရွာမှာနိုင်ငံ U အကျန်းဖဲ AA တွေအတုံးအယုံတည်ကြတယ်။ဒရုန်းမတန်တွေရတွေ့ရပါတယ်။သူတို့လည်းစေးကြောင်နေကြလို့ပြေးရကောင်းမှမသိကြပါဘူး။ အေးအေးတွေလည်းကုန်တလောက်နေပါတင်နေရပါဆိုပြီးတော့ဇွန်လ18ရက်နေ့က Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရကလည်းနဲ့ကောင်အဖွဲအေးအေးကိုအားပေးသူတွေကိုယ်တိုင်ကကျောင်းပြူမြို့တိုက်ပွဲအတွင်း NASA ကတပ်တွေရဲ့ drone တပ်ဖွဲ့စနိုက်ပါအဖွဲတွေအစွမ်းပြမှုကြောင့်လူမှုကွန်ရက်မှာရေးသားဖော်ပြတာတွေလည်းရှိနေပါတယ်။ drone တပ်ဖွဲ့နဲ့အမြောက်တပ်ဖွဲ့ပူးပေါင်းပြီးပစ်ခတ်ခြင်း၊ Tamro Sniper နဲ့ drone တပ်ဖွဲ့တွေဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်ခြင်းတွေကြောင့် အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေကြတယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာတရုတ်နိုင်ငံကလည်းရက္ခလင်နဲ့ကန်အဖွဲ့အေအေကိုဖိအားပေးတဲ့ရှင်နေရ။အေအေဟာနိုင်ငံရေးနဲ့စီးရေးဖိအားတွေကိုတပြိုင်နက်ရင်ဆိုင်နေရတဲ့အတွက်နာဆာကအစိုးရကိုစန့်ကျင်နေရဲ့မီဒီယာတွေပေါ်ပြတယ်လို့မျိုးမဟုတ်ပဲ။မြေပြင်တိုက်ပွဲမှာရက္ခလင်နဲ့ကန်အဖွဲ့ဝင်အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာလျက်ရှိနေပါတယ်။တိုက်ပွဲအချိန်ကြာလာတယ်လို့စစ်မျက်နှာအနည်းဆုံး၃ခုခွင့်လက်ထားတဲ့အတွက် အေအေဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေစိတ်ပန်းလူပန်းတာတွေဖြစ်နေပါတယ်။ဘလို့ပင်စုံနေစေကမို့ရခိုင်ပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့အခြေအနေတွေကစိတ်ဝင်စားပွဲကောင်းနေပြီးတော့နာဆကတက်တွေကရခိုင်နယ်ကအဖွဲ့အေအေကိုအရင်ထက်ပုံမဖိအားပြီးတိုက်ခိုင်းလာပွဲရှိနေရ။နာဆကတက်တွေရဲ့ကြီးရည်လေးပူပေါင်းတိုက်ခိုင်းမှုတွေကိုအေအေဥဆောင်တဲ့ပူပေါင်းအဖွဲ့တောက်ခံနိုင်စွမ်းရှိမှလားဆိုတာကတော့စိတ်ဝင်စားပွဲစောင့်ကြည့်ရပွဲရှိနေပါရဲ့ရှင်။